အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ယခုတစ်ခါဖတ်ပြတင်ဆက်ပေးမယ့်ဝိထုတို့လေးရတော့ဆီယမစပယ်ဖြူနုရေးသားထားတယ်။နှလုံးသားနဲ့တကားပိတ်၍နေထိုင်ခြင်းဆိုတဲ့ဝိထုတို့လေးပဲဖြစ်ပါရဲ့ရှင်။နားဆင်ပေးကြပါအောင်ရှင်။နှလုံးသားနဲ့တကားပိတ်၍နေထိုင်ခြင်း၂၀20ပြည့်နှစ် match 23ညအဝတ်ချီတော့ကျမသည်စီစဉ်တိုင်းမဖြစ်တတ်သည့်ကံကြမ္မာကိုမေးရောကား ျော်လင့်ချက်တပွေတပိုင်နဲ့အပျော်ကြီးပျော်နေခဲ့ပါသည် နောက်တစ်ပတ်ဒီချိန်ဆိုကချင်ပြည်နယ်ကမိဘများအိမ်ကျမပြန်ရောက်နေပြီတနေ့ခန့်ဝေးနေခဲ့တော့အိမ်ဒီကျမနဲ့သမီးလေးကိုနှွေထွေးစီကြုံနေလိမ့်မည်သမီးရည်တံများမြေးကိုအမျော်ကြီးမျော်လေးနေတဲ့ကျမမိဘများဤစကားတံများဖြင့်အိမ်တစ်ခုလုံးလင်းချင်းနေလိမ့်မည်လွန်ခဲ့သော 2019ခုနှစ်ရှောင်းရာသီကကျမအိမ်မပြောင်းနိုင်ခဲ့ဘယ်လိုကံကျမစိုက်တည်လဲမသိပဲဘာလို့လို့အစီအတာတွေ့ကအိမ်စီးပွားရေးကနည်းနည်းမှအဆင်မပြေခဲ့ပါအိမ်ပြန်ချင်စိတ်သည်ရိုးရင်းချင်စီတဲကပင်တိုးထွက်လာသလို ကျမကိုအခါခါကိုရှင်ပြခဲ့သည်သို့တော်မျက်နာလွှဲခဲ့ရသည် ကျမခီးစိတ်မတက်နိုင်ခဲ့တမင်းနေနှစ်ယောက်စာလေရင်လက်မှတ်ဝယ်ဖို့ကျမမှာငွေပိုမရှိဘူး နိုင်20ခန့်စီနေရမယ်အဝေးပြေးကားနဲ့လဲသမီးကိုခေါ်ဖို့မလွယ်လှပါမြေးကိုတွေ့လို့ကြောင်းမိဘများပြောလာတိုင်းစကားအလှသုံးကနောက်နေ့လာမှာပေါ့ဟုကျမပြောတတ်ခဲ့ပါသည်နောက်နေ့ဆိုတော့2020ဒီကျမအတွက်အလေးရောင်ဦးနှင့်ဆိုက်ရောက်လာခဲ့သည်ဘယ်လိုကဘယ်လိုအစင်ချောပြန်နေမသိပဲကျမမှာခီးသွားဖို့တုံးဆွဲဖို့ငွေအလုံးလောက်ရှိနေပြန်ပါသည် ။အင်းလက်မှမှာပြီးသည့်မတ်လဆန်းကလောက်ပျော်ရွှင်ရတာမရှိ။တလောကလုံးက မြင်မြင်ရလှနေတော်သည်။ခီးနှင့်ခလေးနှင့်ခီးသွားလျင်တပတ်လောက်ကဆလို့ပစ္စည်းထည့်ရတဲ့။မတ်23ညကတမီလဲနှစ်နှစ်ချိုက်ချိုက်အပျော်နေပြီမို့။ကျကျအကြီးတလုံးနဲ့လိုရမရပစ္စည်းများ စိတ်ကူးရသလောက်ထည့်နေခဲ့သည်။တမိသုံးဆောင်များကြံနေခဲ့၍မဖြစ်။သူဖက်နေကြအစာအုပ်လေးများကအစာထည့်ရမည်။ မတ်30မနက်စောစောလေးစိတ်ဆင်းရမှာမို့29ညပိုင်းကျမှသာခီးဆောင်အိတ်ထဲပစ္စည်းပြောင်းထည့်ရသည်တပတ်လေးပဲဆိုတော့တပတ်လေးပဲလိုတော့တာဆိုတော့ပြောစရာထိုခိုက်တက်မှာတော့ကျမ၏စိတ်ကူးအလုံးစုံကိုဖျက်ဆီးမဲ့အိမ်မက်ဆိုးကဆိုက်ရောက်လာခဲ့သည်မဖြူနှုတ်ရေပိုးရှိတဲ့လူနာတွေ့လို့တဲ့ဟာ ်ဆိုသောအမျိုးသား၏အထိတ်တလန့်အတန်မှာကျမကိုတစုံတရာနှင့်ရိုက်ချလိုက်သလိုနာကျင်ရင်ရင်သွားစေခဲ့သည်။သွားပြီ။အိမ်မက်သည်ကျမရှိမှအစိတ်စိတ်အမွားမွားကြိုးကြေးသွားခဲ့ပြီ။ခလေးဆက်ပြာရည်ဘူးလေးကို ဆုပ်ကင်ထားရင်းကျမမျက်ရည်ပေါက်ပေါက်ကျလာခဲ့ပါသည်။နောက်ရနေနေဝီလီဝီလင်းတွင် ကျမသည် ရက်ွက်စီတဲ့ရောက်နေခဲ့ပြီတညလုံးတရေမမိတ်ခဲ့ရပါ ပူပန်တော့ကသည်ကျမ၏အိတ်ချိန်စိတ်ကိုခိုးယူသွားခဲ့ပြီ။ဘာအတွက်များပူရပါသနည်း။တမီးအတွက်ဖြစ်ပါသည်။တမီးသည်အခုမှနှစ်နှစ်ပင်မပြည့်တတ်သည်။သူ့မေပင်မကြုံခဲ့ဘူးလေသောကက်ယောကဖြစ်ပွားချိန်ကိုကြော်ဖြတ်ဖို့ရာနုနယ်လှသည်သည်။ဗိုက်စာလင်းစားကြောင်းစကားတန်ဖြင့်အမူအရာတန်ဖြင့်ပြတတ်တော်လဲဘာကြောင့်အစားဖွယ်မရှိကြောင်းသိအောင်မဲ့အရွယ်မဟုတ်ကိုယ်တိုင်ငတ်ပြက်နေမှာကျမမဘူး ကျမသမီးစားလောင်ရေငိုဟိလိုက်တော့အတန်ကြာရမှာကိုသာပူမိသည်မကြွေးနိုင်လက်မိုင်ချ၍ရင်ခွဲရမှာကိုသာပူလာပါသည် အမှန်ကိုဝင်ခံရရင်တော့ now သွေးအေးချိန်မှသာ covid-19 ရောဂါပိုးကူးစက်ခြင်းဤလှိုင်းကရများကိုတွေးမိပါသည်ကနဦးမှာတော့အစာသားပြည့်စုံရေးသာဦးစားပေးပူမိပါသည်အ ਨੇ ဆုံးတော့ဘာဖြစ်မှမသိသေးတဲ့တလားစာဖြစ်ဖြစ်ပေါ့အ ਨੇ ဆုံးတော့တမိစားနေကြအစာစာများဖြစ်တင်ထားဖို့ပေါ့ လူကြီးတွေကတော့ဘလို့ပဲစားစားဖြစ်နေသေးတာမဟုတ်လားဈေးပြေးဝယ်၍တစုံတယောက်ရေမောလောင်ပြောင်မှာကျမမပူခဲ့ပါတမီးလေးစားစရာမရှိတော့မှကိုသာပူမိပါသည်ဈေးထဲမှာတော့ကျမတို့လိုအင်ရှင်မများရောင်းနေနေကြပါပြီသူတို့ရောညကအိပ်ပျော်ခဲ့သေးသလားဒါမှမဟုတ် စီးပွားရေးလုပ်ငန်းတွေတန့်ကုန်တော့မှလားအလုပ်တွေကဆက်သွားလို့ရပါဦးမလားလက်ထဲကငွေကလေးဘယ်အချိန်ထိစားလောက်ပါမလဲ ခလေးကိုဘယ်လိုကြွေးရမလဲစသဖြင့်ကျမလိုပဲပူမဆုံးအိမ်မရဖြစ်နေခဲ့ကြသလားပူလို့ကောဗာများပြီးပါမလဲဟုနောက်တော့မှသာပြန်တွေးနိုင်မည်အဖြစ်ပြက်များ၏အစမှာတော့ပူပန်ဖို့သာကျမတို့တက်နိုင်ခဲ့ပါသည်ပုံမှန်ဝယ်နေကြအသားငားအပြည့်ပဲမျိုးစုံငချောက်စသဖြင့်အချောက်ချမ်းများဦးစားပေးဝယ်ရင်ကျမသည်အိမ်ကိုအောင်းမိလာ၏နှစ်ဖက်သောဘိုးဘွားတို့သည်တိုင်တစ်ပါးနှင့်တိုက်သောစီ ပြည်သူချင်းချင်းတိုက်တော်စစ်အစရှိသဖြင့်တသက်လုံးစစ်နစ်မကင်းသည့်အရက်မှာနေထိုင်ကြီးပင်နောက်တော့ကောင်းချခဲ့သူများဖြစ်လျာအချောက်ချမ်းလေးများတုံးမီတက်တော်အလေတခုခုဆို တွေးပူတာရှေ့ရေးအတွက်ဂျိုတင်ပြင်ဆင်တတ်တော်အကျင့်များအယိုးဆွဲခဲ့၍နေခဲ့ကြရသည် နေဖို့ညစာဆိုဒီမှာအဖွားတို့ဤလက်သုံးစကားဖြစ်သည်ခုချိန်အထိစစ်နေမကင်းကွာသေးသောအရက်မှာနေမြဲမိဘများသည်လည်းဘိုးဘွားတို့ဤလမ်းစဉ်ကိုသာလိုက်နေကြသည်သူတို့ခြေရာကိုအရေးလေးများမနေခက်ခဲချိန်ကိုလည်းကိုယ်တိုင်ကိုကြမဖြတ်တန်းဘူးသေးသည်အိမ်ရှင်မမပီမတာကျမမအဆဆကိုယ်တိုင်စီမံရသည့်အခက်ခဲကာလရှည်တို့ကိုဘယ်လိုများရင်ဆိုင်ရမှာပါလဲ အိမ်ကမထွက်ခင်တွေ့ခဲ့ရသောတမီးဤနှစ်ချိုက်အိပ်ပျော်မျက်နှာလေးကို ကျမပြေးမြင်လိုက်သည်တမီးသည်အပြောင်းလဲလုံးစုံကိုတည်အောင်မည်မဟုတ်ကဘာတဝန်းကြီးစိုးလျက်ရှိသည် လူကလူကိုကူးဆက်သောကုရာဆေးမရှိယောဂဘုသူ့နိုင်ငံထဲချင်းချင်းဝင်ရောက်လာပြီဖြစ်ကြောင်းသိမည်မဟုတ်ဒီအတွက် သူ့အိမ်ပြင်မထွက်ရကြောင်းတိုက်အောင်ဆင်း၍လမ်းလျှောက်ခြင်း ပန်းပွင့်ကျွေးတည့်ရွက်ကျွေးကောက်ချင်းကို အချိန်ကြာကြာရှောင်ရအောင်မီဖြစ်ကြောင်းတီမီမဟုတ်ထို့အတူသူမိခင်ဆွဲချင်းတလုံးတလုံးနီရက်ွက်စေတဲ့ပူပူပီမင်းဈေးဝယ်နေကြောင်းတီမီမဟုတ်ပါပြရင်တမ်းမဲဤအပြင်ဘက်ကကုတ်ကိုပင်မှာပန်းတို့ရောက်ပွင့်တို့ဝေ၍နေသည် အရင်ကတော့တမိကိုတိပင်ပြချင်းကလွဲ၍ဒီမြင်ခွင်းကိုကျမအချိန်ပေးကြည့်မိတာတိတ်မရှိခဲ့ပါ အခုတော့ အချိန်ပိုပေါများလျာတစ်ပင်နေပြင်ပမြင်ကွင်းကို အချိန်ပေးကြည့်ရှုရတာလဲပါလာသည်ပန်းများပွင့်ခြင်းတည့်ရများနှုတ်ခြင်းကြွေခြင်းမှာကျမအတွက်ရှေးကထက်စိတ်ဝင်စားဝေရများဖြစ်လာခဲ့သည်သမီးကိုလည်းခုံမြင့်ပေါ်တင်၍အပြင်ကိုလှမ်းကြည့်စေရပါသည်ဆူညံလာသည်ဟုကျမအမြင့်အပြစ်မြင်မြဲအရက်ဝင်းခြင်းသည် AP အပူမှာတိတ်ဆိတ်လျက်လော့စပီကာများလည်းမရှိတော့ လမ်းထိပ်ကလက်ဖက်ရည်ဆိုင်လေးလည်းပိတ်ခဲ့ပြီးစာကြည့်တိုက်လေးလည်းပိတ်ခဲ့ပါပြီလမ်းပေါ်မှာအော်ဟစ်ဆော့ကစားတက်သည့်ကလေးတို့ကလည်းမရှိတော့ကလေးတို့သည်လူဦးရေနှင့်မမျှတသောအခန်းကြီးများတဲ့တွန့်လင်ကွေးကောက်နေကြလိမ့်မည်စီးပွားရေးကြက်တဲ၍ခုတလောညဘက်သားမက နေကင်းများပါပါရန်ဖြစ်စိတ်လာသောမိဘများ၏တာသည်များဆိုလျင်ပြီးပါလေရောအိမ်နေချင်းမှာဘလောက်ခက်ခဲကြမလဲအိမ်မှာတော့သမီးရဲ့အစောပိုင်း အိမ်နေနဲ့ရက်များကအဆင်မပြေလှပါညနေတိုင်းရက်ခွက်ပန်းချံဘက်လမ်းလျှောက်ရင်လမ်းလျှောက်တက်တော့တပတ်တစ်ခါလောက်ရှော့ပင်းစင်တာအလဲရောက်တတ်တော့ခလေးမို့တကားဖွင့်တန်ကြားရင်အိမ်ပြင်ထွက်ချင်တတ်သည်ညနေညနေများဆိုရင်အီချင်တတ်သည် ပြင်းရှာပြီးတမိရွယ်ကစူးစမ်းချင်တဲ့အရွယ်တိုက်ခန်းခြင်းထက်ပြင်ပလောကကိုစိတ်ဝင်စားသည်တရွက်ကျွေပန်းကျွေများ ကြောက်ခဲလုံးလေးများကအစသူစိတ်ဝင်စားသည်ပျော်စိတ်ကအစကြီးကဲဆုံးသူသဘောကြပါသည်အစွမ်းကုန်လိလာတင်ယူနေသည့်အရွယ်မှာအိမ်တကားပိတ်လိုက်ရ၍ကျမစိတ်မကောင်းပါတကားမပိတ်၍လည်းမဖြစ်တခုတည်းဘဝဆိုရင်ဒီမြတွေးကြောက်မှာမဟုတ်ပေမဲ့ခလေးငယ်ငယ်ဤမိခင်မို့အစစစိုးစိတ်ပူနေရပါသည်ခုနေများကိုကိုရန်ယောဂဘိုးကူးဆက်လာရင်ဘယ်လိုများနေပါမလဲ အပြင်မသွားပါနဲ့ဆိုကြပေမဲ့မဖြစ်မနေသွားမယ်ကိစ္စတွေတော့ပေါ်လာတတ်တာပဲလက်တက်စေးဘူးဆောင်နှာခေါင်းစည်းသုံးကအမြဲသွားလာတတ်ပဲအိမ်ကျန်ရောက်တော့လဲအပြေးဖက်ချင်သောသမီးကိုရှောင်းကလုံကြုံစိတ်ချရအောင်အရင်စီမံရတာပဲတို့ပေမဲ့တတိတစ်ချက်လွတ်ချင်းဆိုတာပြောမရဘူးမဟုတ်လားကျမကအစလီအိမ်ရှိလူကုန်ပါလိမ့်မည်ကလေးဖေကစလီရင်လဲကျမတို့အိမ်ကိုလူကုန်လို့မှာမဟုတ်ပါ ကလေးငယ်တွေကတော့ကိုကရင်တော့မှထိခိုက်မှုနည်းတဲ့လူကြီးကပြောမြ။ပြီးတော့ကျမကအသက်ရှူလမ်းကြောင်းတို့ပါပြီနဲ့ခုနေမြတမီးကိုလည်းမမြင်လိုက်ရပဲနဲ့လောကကိုစွန့်ခွာသွားရရင်ကောင်းမွန်ဘုံဘဝတို့ကျမရောက်ဖို့ခက်ခဲပါလိမ့်မယ်တမီးဖေကတော့တမီးကိုတိတ်ချစ်တာမို့လို့ကောင်းကောင်းမွန်မွန်ရှောက်ရှောက်มาပါအဖိုးဖွားတွေတမီးကိုချစ်ကြတော့သွေးမတော်သားမဆက်ဒစိမ့်တွေကလည်းဝိုင်းနေมาပါ သို့တော်လဲမိခင်လောက်တမိကျွတ်လိုအပ်တာရှိပါဦးမလားပြီးတော့အပူတော့ကမှခေါင်းစဉ်ကွဲများစွာရှိနေပါသေးသည်ယောဂဘိုးကုဆက်ခြင်းမကုဆက်ခြင်းကိုထင်မထွက်ဘူးဆိုရင် မိသားစုရက်တည်ရေးမှာနံပါတ်၁ခေါင်းစဉ်လို့ပင်ဆိုနိုင်ပါလိမ့်မည်ကျမတို့ဇနီးမောင်နှံမှာပုံသေးလာစာရှိသောဝန်ထမ်းများမဟုတ်ကြပါငယ်သမားဘာလို့ဘဝမျိုးသားဖြစ်ပါသည် ခုလိုကာလရောက်တော့ဝင်ငွေတက်ပြီးထွက်ငွေကသာစတိုက်ဖြစ်နေပါသည်တလားနှစ်လားတော့တောင့်ခံနိုင်ပါပါပဲနောက်တော့ဘယ်နဲ့လုံကြပါမလဲစီဝါပြက်ကက်နောက်ကဆက်၍ပါလာရင်ဝင်ငွေမရှိသလောက်ဖြစ်ကဘယ်နှလများ ကြာအောင်ပါပါလေနုနယ်တော့မျက်နာချက်ကဝိုင်းဆက်ကြည်လင်းမျက်လုံးလေးများနဲ့တမီမောကြီးလာရင်တော့ကျမသည်စိုးရင်ပူပန်စရာအရာရာကိုမေ့ရောကဒီမျက်နာလေးပြုံးကြည့်နေဖို့ဘာမဆိုကာကွယ်ပေးလို့စိတ်သာ ဝင်လာမိပါသည် လူတယောက်မှာကြောက်စိတ်ကအချိန်ဘလောက်ကြာကြာခိုအောင်နိုင်ပါသလဲကျမအသေးချာမသိပါကျမတော်တော်ဧပြီနောက်ပိုင်းကာလများသည် ကိုယ်စိတ်ကိုကောင်းစွာ နိုင်နေလာသောကာလသာဖြစ်ပါသည်ယောဂါကိုကူးမှကြောက်စိတ်စင်ကျင်တိစိတ်လျှော့လာတာမျိုးတော့မဟုတ်ပါ အလိုလိုနေရင် တွေးလိုက်တာမှန်သမျှအကြောက်တရားမှာ အဆုံးသတ်မှုမျိုးမရှိတော့ပါ။ကျမကိုအကြောက်တရားစီရောက်စေခဲ့တော့အကြောက်ကြီးကပင်စလျက် အကြောက်တရားကိုအဆုံးသတ်စေခဲ့တာလည်းတမိသာဖြစ်ပါသည်။တမိသည်ဧပြီလလည်းရောက်လျင်အိမ်ပြေမထွက်ရခြင်းကိုအသားကျလာခဲ့ပါသည်။အမေနှင့်အချိန်ကြာကြာနေရခြင်းကိုသဘောကျနေရှာသည်။အရှင်ကတော့ကျမကအပြင်ထွက်၍စားကြည့်တိုက်သို့မဟုတ် လူရှင်းသော ကော်ဖီဆိုင်တစ်ခုခုပါစားရင်းလေရာရုံးလုံးလုံးနေသောမိခင်များလိုပဲသူခမရအချိန်နှင့်အချိန်တူနေရသလိုရှိနေခဲ့ပါသည်။ ခုတော့အမေနဲ့သမီးအတူနေချိန်ကပုံများလာပါပြီ။သမီးရည်တံအော်ဟစ်ဆော့ကစားတံမှာစူညံ၍နေသည်။စကားပြောနောက်ကြတော့သမီးသည်မှတ်မှတ်ရရအိမ်နေကာလရောက်တော့မှစကားလုံးလေးတွေစပြောလာပါသည်။ဝါကြမပြေဆုံးသေးတော့လေ။သူ့ရည်ရွယ်ရာကိုစကားလုံးရေး၍ပြောပြချက်လာသည်။အမြင်သာဆုံးကတော့သမီးမှတ်သားညံမဲဖြစ်ပါသည်။သမီးသည်တခခုဆိုလျင် အသေးအသေးစိတ်ကအစမှတ်ချတတ်သည်။ သူတခုခုမေးလေတေချာမဖြေ၍မရအလွယ်ဖြေလိုက်မိရင်နောက်တစ်ကြိမ်အမှန်ပြင်ပေး၍မရတော့ပြီစကလုံးအစ်စ်ပါလာလေသုံးလေးကမက ပြောခိုင်း၍အတန်ကိုနားချောင်နေသည်အယောင်မှတ်ရတာသူသဘောကျသည်အယောင်တိကလေးကအဝိစားကိုအယောင်နဲ့ရွေးဝတ်တတ်သည် အနီကို အနာတဲ့အစိမ့်ကိုအရာတဲ့အဝါကြတော့ပြီနေပြန်တယ်တရဝများကိုအလုံးထက် ပို့ပြီးတော့စိတ်ဝင်စားသည် စာအုပ်များကိုပို့၍သဘောကျတက်လာသည်အမေတခုခုကိုအာယုံစိုက်နေလေသူ့စာအုပ်လေးများတယ်လာ၍ဖတ်ခိုင်းတတ်သည်အမေအာယုံကို သူသာပိုင်ဆိုင်ထားခြင်းမုံရသည်ခလေးစာပေးရေးလာတော့ကျမအတွက် သမီးသည်ဖတ်မှတ်စရာစာအုပ်တစ်တအုပ်ဖြည့်၍နေပါသည်သမီးတိုးတက်မှုများကိုတရက်တရက်စောင့်ကြည့်ရတာနဲ့ပဲကျမတွေစိတ်ဖိမှုစိတ်ဖိစီးစရာကွက်လန့်မရှိတော့ဘီနောက်တစ်ခုကတော့ကျမသည် စကားခံခဲ့ဘူးသလိုပဲအိမ်တော်ရှင်ကောင်းမဟုတ်မိဖို့ကြောင့်ဝင်ရတာမကြိုက်ပါတမီမွေးပြီးကမှသူ့ကိုလှုပ်ကြွေးချင်တာလေးများဆန်းလှုပ်တဲ့၍နည်းနည်းပါပါစိတ်ဝင်စားဖို့ရလာပါသည်အိမ်ဒီကာလမှာတော့ကိုယ်တိုင်မှလုံမစားလျင်မဖြစ်တော့၍မုံများဘက်အာယုံကြလာပါသည်။တမိအတွက်ပန်ကိတ်လေးများပူတင်းများဗမာမုံလေးများလှုပ်ရပါသည်။ဒီနေရာမှာလဲကျမလှုပ်ပေးသောမုံများကိုတမိနှစ်နှစ်ချိုက်ချိုက်စားရင် ရလိုက်သောပီတိစိတ်မှပါနေမှမတူအတွေ့တစ်ခုဖြန့်ကျက်၍မုန်းလုံနေရခြင်းချက်ပြုတ်နေရခြင်းမျိုးမှာစိတ်ဖိစီးမှုလုံလုံရှိမနေတာကိုလည်းသဘောကျလာပါသည်မိသားစုယက်တည်ရေးနှင့်ပတ်သက်၍တွေးမပူတော့ဘူးလားဆိုတာလည်းမဟုတ်ပြန်ရောက်မလာသေးသောကာလအတွက်တွေးပူယုံနေစိတ်အားကုန်၍မဖြစ်ကြောင်းဖြေတွေးတတ်လာတာပါပြီးတော့လက်တွေ့လုံနိုင်စွမ်းကလည်းကျမလက်တကန်းအကွာမှာမဟုတ်လားဒီလိုနဲ့စားကြည့်စပွဲပုံမှန်ထိုင်ပြလာပါသည် စာကြည့်စပွဲမှာအမေမထိုင်စီရန်နီးမျိုးစုံဖြင့်ဂျိုးပန်တတ်တော့သမီးနှင့်လည်းအဆင်ပြေပြေညှိနှိုင်းတက်ခဲ့ပြီဖြစ်ပြက်နေသောအခြေအနေရရက်ကြောင့်ပင်မရသောစိတ်ကိုကြည်လင်စိတ်ဖြစ်လာအောင်ကာတွန်းဇာတ်လမ်းများဇာတ်ဝင်တင်းများဖြင့်ပြောင်းလဲ၍ကလေးများအတွက်စာအုပ်တအုပ်ကျမရေးခဲ့ပါသည်စာအုပ်ရေးချိန်မှာဇက်ကောင်နဲ့လိုက်၍ပျော်ရွှင်နေရခြင်းကလည်းကျမစိတ်ကိုတနည်းနည်းတော့တတ်တာရရစေခဲ့ပါသည် ဒီနေရာမှာတော့စာဖတ်သူများအတွက်ဘယ်လိုအားထုတ်ပေးနေကြောင်းစကားအပေါ်ရင်းမပြောလိုပါကျမကိုယ်တိုင်စိတ်သက်သာရရစီဖို့ရေးခဲ့တာကရာခိုင်နှုန်းထက်ဝက် ပါပါတယ်ကျမတို့တွေစိတ်ဖိစီးမှုကြီးစိုးလာတဲ့အချိန်မှာများသောအားဖြင့်ဘယ်ရာကိုမှမမျော်လင့်တော့တဲ့အချိန်နဲ့ကိုကိုကို အလုတ်မပေးနိုင်တော့တဲ့အချိန်ပဲဖြစ်မဲ့ထင်ပါသည်တမီကျွမ်းငါအလုတ်လုပ်နေတာတနေ့ကျငါမရှိတော့ရင်တောင်ငါစာအုပ်လေးတွေ မီးနဲ့ကြံရည်နေမှာဟုကျမတွေးတော့မျော်လင့်ချက်မိစာမှာအချိန်နဲ့တောက်ပလာခဲ့ပါသည်ကိုကိုကိုယုံကြည်မှုကကျမကိုပျော်ရွှင်နှစ်သိမ့်စေပါသည် ကိုတိုင်းပျော်ရွှင်တက်လာတော့ဘေးဘက်ဝင်းချင်းကိုပါဘလို့ပြောအောင်ထားရမလဲကျမတွေးနိုင်လာပါသည်ဘလောက်ပဲကိုစိတ်ကိုနိုင်နေအောင်ပြင်ဆင်နိုင်တော့လေခေအချိန်နေနဲ့ကတ်ဆိုးပေါ်စိုးမိုးစိတ်မှာရံဖန်ရံကကိုချင်းပြတ်တက်လာပါသည်ကျမတံပြန် တွေ့တာတခုကတော့ရိုးရိုးလေးပါပဲငါတယောက်တည်းမှမဟုတ်တဲ့ဟာဘေးပတ်ဝန်းကျင်ကို မျှော်ကြည့်ရင်ခက်ခဲချက်တဲသောမိသားစုတို့မှလည်းမနှဲလာကျမနေထိုင်ရတာကလက်လုံလက်စားများပတ်ဝန်းကျင်မှာတကယ်တော့လေလက်လုံလက်စားမှမမဟုတ်ဒီဆုပ်ခင်မှာအချက်အသေးသည်ဆင်းရဲချမ်းသာမရွေးပါတနေ့တနေ့ပြင်းတန်ပန်းကိုကြော်၍ကြည့်တတ်ရင်ပင်တကူစားသာတွေး၍ဇက်နာမနေစေဖို့ကျမတရားရနိုင်သည် တမီးကိုပျော်ရွှင်အောင်ထားဖို့ဆိုရင်ကျမကိုယ်တိုင်လည်းပျော်ရွှင်နေမှဖြစ်မည်။တမီးကိုကျမ်းမအောင်ထားဖို့ဆိုရင်လည်းကျမကိုယ်တိုင်ကျမ်းမနေမှဖြစ်မည်။အမတယောက်က ပြောပူပါသည်။ဘယ်တော့ကလဲဆိုရင်ယောဂပိုးတွေ့ကစားကအိမ်လဲမပြန်နိုင်မိဘများကိုလည်းတွေ့လဲတွေ့ချင်ရက်နဲ့ခရီးရဲ့ရွှေရုံကအသက်ကြီးသူယောဂပိုးရှိသူများကပို၍ပင် ပူရသည်ဆိုရင်နှလုံးသွေးတိုးရှိကြရှာသောမိဘများကိုလည်းကိုယ်လည်းမကူနိုင်ပါပဲနဲ့အဝေးကလှမ်းပူနေရတဲ့အချိန်ကကိုမတက်နိုင်တွေကိုကြိုပြီးတော့တွေးမမှုပါနဲ့အလကားစိတ်ပင်ပန်းရတယ်တရက်တရက်မိုးလေးလာရင်အသက်ရှင်နေသေးတာကျေးဇူးတင်တော့တမီမျက်နှာလေးကို မြင်ပြီးတော့အသက်ရှင်နေသေးတာကျေးဇူးတင်နဲ့ပြီးခဲ့တဲ့ဇွန်3ရက်နေ့ကကျမသည်လေလက်မှတ်မှာပေးထားသော ခီးသွွားလုပ်ငန်းကမိတ်ဆွေထံစာလန်းပို့ပါသည် လက်မှတ်ပို cancel လုပ်ပေးပါနော် match 30ကနေ zone 22ထိရွှေ့ထားသောခီးရက်မှာလဲရွာပြန်မလာနိုင်ကြောင်းမိဘများကို အသိပေးရသည့်နေ့ကကျမစိတ်မကောင်းလာပါမျက်ရည်မကျတော့တော့လဲမျက်ရည်ကျလိုက်ရတာထက်ပိုပြီးတော့ဝမ်းနေရပါသည်မျိုးကိုတွေးချင်ကြတော့ဘာတစ်ခုမှမရေမရာတော့သောခစ်ဆိုးခစ်ပြက်မှာတမိကိုဖြင့်ပြန်လဲဆုံကျင်သေးသောမိဘများ၏မျောလင်းချက်ကိုကျမဖြစ်စီခဲ့ရပါပြီ။ ခရီးတလျှောက်ကလေးငယ်ငယ်နဲ့ကျမမစွန်စားရဲ့ခရီးဆုံးကအသက်80ဝန်းကျင်မိဘများနဲ့အသက်80ကျော်90နီးပါးအဖွားအတွက်လဲယောဂပိုးတည်ဆောင်သူကျမဖြစ်မသွားဘူးဟုအာမမခံရဲ့အရာရာကိုငဲကွက်၍ကို့အသေးကိုကိုခန့်ကိုပြန်ခွဲရတဲ့အချိန်ရှိသည်ဆိုရင်ဒီခိုက်တန်ပါပဲထိုနေ့ရက်တွေကရေတွက်၍တပတ်မြအကြာရင်တော့ကျမသည်အိမ်သို့စိတ်နှင့်ခီးနေနေပါသည် ကျမမိဘများ နေထိုင်သည့်မြို့နယ်မှာတက်ခွဲအတီးပြူလူနာစားတွေ့ပြီးကာယခံရှင်အတွက်လည်းစိတ်မကောင်းပါပိုးတွေ့လူနာနဲ့ထိတွေ့မှုရှိခဲ့သူများဆိုသည့်တည်င်းကြောင့်ပူပန်နေကြရမယ်ဇာတိမြေကလူများစွာအတွက်လည်းစိတ်မကောင်းပါညဘက်ဖုံးခေါ်ရင်တော့မိဘများတွင်ပြောစရာဆိုစရာများစွာရှိနေပါသည်မျိုးကမောင်လေးတို့အိမ်မှာဖွင့်ထားသည့်ခောက်ဆွဲဆိုင်သည်ဒီနေ့ကစား၍ပိတ်လိုက်သည့်အကြောင်း ရွာမှာတော့ထူးခြားမှုတစုံတရာမရှိပါကြောင်းသူတို့မှာလက်စီချင်းကအစအထူးကယူဆိုင်နေ၍စိတ်မပူပါမဲ့စိတ်မပူရမဲ့အကြောင်းမြေးကလေးမလေးမြရေဘဘမြေးလေးစာဖတ်ပြပါဦးကွယ်ဟေးပဒက်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 စာတပြင်းအပြန်လှန်ပျော်ပျော်ရွှင်ရွှင် ပြောဆိုနေကြသောအတန်များကို နားထောင်ကကျမခနာများငြိမ်သက်နေမိပါသည် ကတ်ကြီးပြီးရင်မလုပ်ကြမလဲကျမကိုကိုကိုဒီမေကုံမေးဘူးရဲ့လားစစ်စစ်တွေးတော့လေအဖြေမှာတခုမက အလုံးများလုံနိုင်သလောက်လုတ်ခဲအောင်မြည်စိတ်ကူးရှိ၍ချမရေးဖြစ်သောစာများကို အချိန်ရှိခိုက်ရေးခဲ့ကြရမည်ကံကျမကသူ့လုတ်သူ့လုတ်မြည်ကျမကလည်းကိုလုတ်ကိုလုတ်ရလိမ့်မြည်တမိအတွက်အချိန်ပေးတာမရော့စေရား သူ့တိုးတက်မှုများကိုလည်းအမြဲစောင့်ကြည့်သွားဖို့ကြိုးစားရမည်။ကက်ယောဂါမမဟုတ်သူတို့ခေတ်တွင် အခြားခြားသောအနေရများ များမြောင်လာကြောင်းသတိချက်ရမည်။ဝင်ငွေထွက်ငွေစီမံနာကအစားရှေ့နောက်ရှေ့ရင်နောက်ရင်တွေးတဲ့သူများကိုလည်းအတူယူရမည်။ခလီရောလူကြီးပါစမ်းမာရေးအထူးကူဆိုင်ရမည်။မိတ်ဆွေများကိုရှေ့ကထက်တံမိုးထားရမည်။ကျမတကူစာအတွက်ဆိုရင်တော့ နောက်ဆုံးအချိန်အတွက်နေ့ရှိတဲ့၍ပြင်ဆင်နေတဲ့ကြောင့်အတိကရမည်ထိုခဏတွင် အမေစကားတမ်းမှာ ကျမကိုရည်ညွှန်းလာပါသည်တမိဖွားကပြောနေတယ်သူလာတော့ကြုံနိုင်အောင်မယ်ဒီနေ့တော့မကြုံနိုင်တော့ဘူးထင်တယ်သူမျိုးကိုတတိယနေပြီချင်းနဲ့မျက်ရည်ဝဲမဲ့ပြင်ခိုင်တမိကအမေရင်ခွင်ထဲကိုတိုးလာခဲ့သည်အမေကိုချွဲထဲကတခိခိရီမောနေသည် လွတ်လန်းမမြင်အမောင်ဖုံးနေစေအောင်တမိရည်တံကိုကြားခွင့်ရနေသည့်အတွက်ကံကြမ္မာကိုကျမဂျေစုတင်မိပါသည်စပယ်ဖြူနုနှလုံးသားနှင့်တကားပိတ်၍နေထိုင်ခြင်းနာတော်သားအစဉ်ပေသူညီကိုမောင်နှမတူးတယောက်ချင်းစီတိုင်းကိုအထူးပဲဂျေစုတင်ပါရရှင်ကျမပြီးဘေးကင်းကြပါစေရှင် လွှဲချက်များရှိခဲ့တဲ့အခါလဲနားလည်ပြီးကြပါအောင်ရှင်။